ထရမ့်တယောက်နေတိုးဖွဲ့စည်းကိုပြိုကွဲအောင်လုပ်နေရလားလက်ရှိအခြေအနေကတော့နေတိုးအနေနဲ့အကျက်ရိုက်နေတဲ့အခြေအနေလို့ဆိုရမှာပါဘာလို့လဲဆိုတော့ထရမ့်တယောက်နေတိုးဖွဲ့ကနေထွက်လူနီးပါးဖြစ်နေပြီးတော့အမေရိကန်သားထွက်သားခဲ့မယ်ဆိုရင်စုပေါင်းကာကွယ်ရေးမဟာမိတ်အဖွဲ့အနေနဲ့အင်အားနှဲသွားတော့မှာကြောင့်ပဲဖြစ်ပါတယ်ထရမ့်တယောက်နေတိုးအဖွဲ့တွေကနေနှုတ်ထွက်ဖို့အတွက်ချင်းချောက်အကြက်ကင်နေတဲ့မှာနေတိုးဖွဲ့တွေမှာရှိတဲ့ဥရောပအဖွဲ့ဝင်တွေကရောနေတိုးကိုအရင်တိုင်းဆက်လက်ထိန်းသိမ်းတော့ဖို့အတွက်ဘာတွေလုပ်နေကြလဲ Trump ရဲ့လှုပ်ဆောင်ချက်တွေကရော NATO ကိုဘလောက်ထိအားနည်းသွားစေနိုင်မှာလဲဒါတွေကိုသိအောင်လို့ဒီဗီဒီယိုလေးကိုစက်ကြည့်လိုက်အောင်ပါဒါတွေအားလုံးကတော့2025ခုနှစ်ဖေဖော်ဝါရီလလယ်လောက်မှာစတင်ခဲ့တာဖြစ်ပါတယ်ဖေဖော်ဝါရီလ15ရက်နေ့မှာတော့ Trump ရဲ့အကြီးအကဲအုပ်ချုပ်ရေးအရာရှိတွေဟာ Ukraine စစ်ပွဲနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် Saudi Arabia ကိုသွားခဲ့ကြပါတယ်ဒီမှာ American ကိုယ်စားလှယ်3ယောက်နဲ့ Russia ကိုယ်စားလှယ်3ယောက်ပါမယ်လို့သိရပါတယ် မေရိကန်ဘက်ကတော့အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့စ်စတိဖ်ဝက်ဖ်ကောနဲ့နိုင်ငံသားရေးဝန်ကြီးမာခရိုရူဘီရိုတို့ကိုဆစ်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ဆွေးနွေးပွဲမစခင်တပတ်အလိုမှာတော့ထရမ့်ကစတိဖ်ဝက်ဖ်ကောကိုမော်စကိုကိုလွှတ်လိုက်တာကြောင့်ဒီဆွေးနွေးပွဲမှာပါမသွားခဲ့ပါဘူး။ရုရှားဘက်ကတော့ထိတ်တန့်တန်တမန်နှစ်ဦးဖြစ်တဲ့နိုင်ငံသားရေးမူဝါဒအကြံပေးယူရီယူရှာကော့ဖ်နဲ့နိုင်ငံသားရေးဝန်ကြီးစာဂေးလာဘရော့တို့ကိုအစည်းအဝေးထိုင်ခဲ့ကြပါတယ်။ ပြီးတော့ရုရှားရဲ့တိုက်ရိုက်ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေခေါင်းဆောင်ကီရီဒီမီထရီယက်လည်းပါပါသေးတယ်။သူကတော့အမေရိကန်နဲ့ရုရှားရဲ့စီးပွားရေးဆိုင်ရာကိစ္စတွေမှာပါဝင်လာတာဖြစ်ပါတယ်။ဒီမှာထူးခြားချက်ကယူကရိန်းဘက်ကကိုယ်စားလှယ်တွေလုံးဝပါမလာတဲ့အချက်ပါပဲ။ယူကရိန်းရဲ့ငြိမ်းချမ်းရေးအတွက်လို့ကောင်းမြင်တက်ထားပေမဲ့ဒီဆွေးနွေးပွဲမှာယူကရိန်းပါမလာတဲ့အချက်ကတော့တော်တော်တော့အစီအငေါ်မတည့်တဲ့ကိစ္စဖြစ်ပါတယ်။ပြီးတော့ NATO အစည်းအဝေးမှာလည်းအမေရိကန်ဘက်ကမတက်ရောက်ခဲ့ပါဘူး။ ီလိုရှောင်ဖယ်တာမျိုးတွေအပြင်ရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်းယူကရိန်းကိုရောဥရောပကိုရောမခေါ်ခဲ့ပါဘူးအမေရိကန်နဲ့ရုရှားပဲနှစ်ကိုကြားဆွေးနွေးခဲ့ကြပါတယ်ဒီမှာပဲ NATO အနေနဲ့လည်းစိုးရိမ်စရာဖြစ်လာပါတယ်ဘာလို့လဲဆိုတော့အမေရိကန်ကအင်အားကြီးဆုံး NATO အဖွဲ့ဝင်အနေနဲ့ NATO ကိုအများဆုံးချုပ်ကန်ထားနိုင်ခဲ့ပြီမဲ့အခုတော့သူ့ရဲ့လုပ်ရက်တွေကအားလုံးနဲ့ဖြွာပြဲဖို့ဖြစ်လာလို့ပဲဖြစ်ပါတယ်တခြား NATO အဖွဲ့ဝင်တွေလုတ်ကလို့မျိုး ယူကရိန်းကိုအားပေးထောက်ခံရမယ်အစားရုရှားဘက်ကရိမ့်နေခဲ့ပါတယ်။ပို့ဆိုးတာကအမေရိကန်နဲ့ရုရှားပေါင်းသွားမယ့်အရေးပဲဖြစ်ပါတယ်။အရင်ကဆိုရင်အမေရိကန်ကတခြားနေတို့အဖွဲ့ဝင်တော်တော်များများနဲ့ပေါင်းပြီးတော့ရုရှားကိုပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပါတယ်။ရုရှားနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေပုံသွယ်ရေးစီစဉ်တွေကိုလည်းညှင်းခဲ့ပါတယ်။ပြီးတော့ယူကရိန်းဘက်ကလည်းအများကြီးအားပေးထောက်ခံခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဓာရီအကုန်လုံးကိုထရမ့်ကစဖြတ်ပစ်လိုက်ပါပြီ။ ။ပူတင်နဲ့ပေါင်းပြီးတော့ဆွေးနွေးပွဲတွေကြိတ်လုပ်လာသလိုဥရောပကိုလည်းဘေးဖယ်ထားပါတယ်။အဆိုဆုံးကတော့ယူကရိန်းသမ္မတကိုဝေဖန်ပုတ်ခတ်လာတာပဲဖြစ်ပါတယ်။ကျူးကျော်စစ်ဆတင်ခဲ့တဲ့ပူတင်ကိုဝေဖန်ရမယ့်အစားဇယ်လန်စကီကိုဝေဖန်တိုက်ခိုက်တာတွေယူကရိန်းကိုစစ်ရေးအကူအညီရပ်ပစ်တာတွေလှုပ်လာခဲ့ပါတယ်။ဟုတ်ပါတယ်။အမေရိကန်သမ္မတအစ်စ်ကယူကရိန်းစစ်ပွဲအတွက်ဘာတွေဆုံးဖြတ်လာမလဲလို့အားလုံးစောင့်ကြည့်နေကြတဲ့အချိန်မှာထရမ့်ကစစ်ရေးအကူအညီတွေကိုရပ်ပစ်လိုက်တာဖြစ်ပါတယ်။ အတိအကျပြောရရင်အိမ်ပြူတော်အစည်းအဝေးပြီးတဲ့နောက်ပိုင်း match လ၄ရက်နေမှာအကူအညီတွေအကုန်လုံးကိုရပ်တန့်ပစ်လိုက်တာဖြစ်ပါတယ်။သူ့ရဲ့ပြောကတော့ဆိုင်းငံ့လိုက်တယ်ဆိုပေမဲ့ Trump ရဲ့သဘောအရဆိုရင်ယူကရိန်းကိုကူဝေးခြင်းပုံမရတော့ပါဘူး။ပြီးတော့ NATO ဖွဲ့ဝင်တွေကလည်း American ကထုတ်တဲ့ဘဲထောင်လန်းရေးလက်နက်ကိုမှယူကရိန်းကိုမျှမပေးရဘူးလို့ကြေညာချက်ထုတ်ခဲ့ပါတယ်။ဒီအချက်ကလည်းယူကရိန်းကို တော်တော်လေးအထိနာစေခဲ့ပါတယ်။ယူကရိန်းအနေနဲ့ American ထောင်လန်းရေးလက်နက်တွေမရတော့တဲ့အတွက် ရုရှားအကြီးတန်းအရာရှိတွေရဲ့သတင်းအချက်အလက်တွေကိုအရင်လိုထောက်လှမ်းဖို့ဆိုတာမလွယ်တော့ပါဘူး။နောက်တစ်ချက်အနေနဲ့အမေရိကန်ကတင့်တော်တဲ့ဘလို့ကိစ္စမျိုးအတွက်မဆိုဒီထောက်လှမ်းရေးလက်နက်တွေကိုသုံးဝင်ရှိတယ်လို့သတ်မှတ်ပေးခဲ့ပြီးပေမဲ့အခု Trump လက်ထက်မှာတော့သုံးတင့်တယ်လို့ယူဆရတဲ့နေရာမျိုးတွေမှာတော့သုံးခွင့်မပေးဘဲနဲ့တားမြစ်လိုက်ပါတယ်။ဆိုလိုတာကဒီအချက်ကလည်း Trump ရဲ့ခွဲထက်ရေးလမ်းစဉ်တစ်ခုပဲဖြစ်ပါတယ်။နေတိုးဖွဲ့တွေကလည်း Trump တယောက်တီးတန့်ခွဲထွက်လာတာနဲ့အမျှမေးစရာရှိလာတာက နေတိုးအနေနဲ့ကဘယ်လိုဆုံးဖြတ်လာမလဲဆိုတာပါပဲအရင်တုန်းကတော့ကမ္ဘာ့ ARG နိုင်ငံအဖြစ်အမေရိကန်ကပဲအားလုံးကိုချုပ်ကင်ထားပါတယ်နေတိုးမှာဆိုရင်လည်းဩဇာညောင်းသလိုဥရောပကိုလည်းဒီမိုကရေစီနည်းလမ်းတွေနဲ့ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်အခုတော့အမေရိကန်ကဒီလိုမဟုတ်တော့ပါဘူးတခြားနေတိုးဖွဲ့ဝင်နိုင်ငံတွေနဲ့ခွာပြဲနေသလိုအာဏာကိုလည်းသုံးကျင်သလိုသုံးလာပါတယ်ဆိုတော့နေတိုးဘက်ကဘာတွေဆက်လုပ်လာမှာလဲဘာတွေဆုံးဖြတ်လာမှာလဲဆိုတာပါပဲ ဥရောပမှာအမေရိကန်ဖန်တီးထားတဲ့ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေကိုတားဆီးပေးနိုင်မှာလားတိုက်ကြီးတွေမှာတက်ဆွဲထားတဲ့အမေရိကန်စစ်ဘက်အရာရှိတသိန်းလောက်ကိုရောဆွဲထုတ်ပေးနိုင်မှာလားဆိုပြီးတော့မေးစရာရှိပါတယ်ဆိုလိုတာကအမေရိကန်ကဒုတိယကမ္ဘာစစ်ပြီးကြတဲ့ကအားလုံးကို ချုပ်ကင်ထားတာဖြစ်ပါတယ်ဒီမိုကရေစီဆိုတာကိုမိတ်ဆက်ပေးခဲ့ပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံအနေနဲ့ထိမ့်သိမ့်တာကိုထိမ့်ပြီးတော့မျက်မျက်တတတာပဲဆက်ဆံခဲ့ပါတယ် ကမ္ဘာစစ်မှာတကယ့်ဗီလိန်တွေဖြစ်ခဲ့ကြတဲ့နိုင်ငံတွေကိုလည်းသဘောတူညီချက်တချို့နဲ့ထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ဒီထဲမှာဥရောပနိုင်ငံတွေလည်းပါပါတယ်။ American ဘက်ကလက်နက်ထုတ်လုပ်ခွင့်ကိုတားမြစ်ထားသလို American စစ်တပ်ကလည်းဖြန့်ကျက်ထားပါတယ်။တကယ်လို့ဒီနိုင်ငံတွေကိုတယောက်ယောက်ကကျူးကျော်စစ်ဆလာခဲ့ရင်လည်း American ဘက်ကခုခံကာကွယ်ပေးသွားမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ဂျပန်ကိုလည်းအခုလိုမျိုးနဲ့ချုပ်ကန်ထားတာဖြစ်ပါတယ်။ ဂျပန်ဆိုရင်လည်းကာကွယ်ရေးအတွက်လုပ်လို့ရပေမဲ့တိုက်ခိုက်ရေးအတွက်တော့ဘလို့လှုပ်ရှားမှုမျိုးမှလုပ်ခွင့်မရှိပါဘူး။ဥရောပနိုင်ငံတွေကိုလည်းဒီလိုပါပဲ။ဂရီကိုတချို့နဲ့အမေရိကန်တပ်တွေကိုဖြန့်ထားပြီးတော့ခြေကုပ်ယူထားပါတယ်။ဒါပေမဲ့အခုတော့ Trump ရဲ့အချိုးတွေကပြောင်းလဲခဲ့ပြီဆိုတော့ဥရောပနိုင်ငံတွေအနေနဲ့ဘာတွေလုပ်လာမလဲဆိုတာနဲ့နေတိုးအနေနဲ့ရောဘလို့ဖြည့်ရှင်းလာမလဲဆိုတာကိုစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ Trump က Ukraine ကိုစစ်ရေးအကူအညီရပ်တန့်လိုက်ပြီလို့ကြေညာပြီးတဲ့နောက်ပိုင်းမှာ ြင်သစ်သမ္မတ Emmanuel Macron ကဥရောပသမဂ္ဂဒါမှမဟုတ် EU စစ်ဘက်အကြီးအကဲတွေနဲ့တွေ့ဖို့ခွင့်တောင်းခဲ့ပါတယ်။ဒီအစည်းအဝေးပွဲမှာ Trump ရဲ့လှုပ်ရက်တွေနဲ့ဒီလှုပ်ရက်တွေက EU နဲ့ NATO အတွက်ဘာအထိပဲလဲဆိုတဲ့မေးခွန်းမျိုးကိုဆွေးနွေးကြမယ်သဘောရှိပါတယ်။ Macron အနေနဲ့ဥရောပကောင်းဆောင်တွေကိုအင်ရှင်အနေနဲ့လက်ခံခေါ်ဆောင်ပြီးတော့ဆွေးနွေးတာကဒါကပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ဆော်ဒီအာရေဗျမှာထရမ့်ရဲ့အဖွဲ့တွေနဲ့ရုရှားကိုယ်စားလှယ်တွေဆွေးနွေးပွဲမစခင်ရပ်ပိုင်းလောက်အလိုတုံးကလည်းဥရောပကောင်းဆောင်၁၁ယောက်ကိုဖိတ်ကြားပြီးတော့ယူကရိန်းရွေးတက်ဆွေးနွေးခဲ့ကြပါသေးတယ်။ဆိုတော့သူတို့ကိုဖယ်ပြီးတော့ရုရှားနဲ့တီးတန့်တွားရောက်တွေ့ဆုံတုန်းကတခါအခုစစ်ရေးအကူအညီတွေရပ်ပစ်လိုက်တဲ့အချိန်မှာတခါနှစ်ခါဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီဆွေးနွေးမှုတိုင်းမှာသေတာတာတို့ကနေတိုးကိုလိုအပ်နေတယ်ဆိုတာပါပဲ။ ပြောခဲ့သလိုပဲလက်ရှိဖြစ်ပျက်နေတာတွေက တော်တော်လေးကိုရှင်းပါတယ်။အမေရိကန်ကလည်း Trump လက်အောက်မှာသူ့ရဲ့ကိုယ်ပိုင်ဘူဝါဒတွေကိုလိုက်နာတယ်။တနည်းအားဖြင့် Trump အမိန်ကိုနားခံတယ်။ကျန်တဲ့ဥရောပနိုင်ငံတွေကလည်း Trump ရဲ့ဘူဝါဒကိုတုံ့ပြန်ပြီးတော့စီလုံးကြတယ်။ဆိုတော့ Trump ကတစ်ဖက်ဥရောပနိုင်ငံတွေကတစ်ဖက်ဖြစ်နေတယ်လို့ဆိုရမှာပါ။ဥရောပနိုင်ငံတွေမှာသူတို့ရဲ့ပြည်ရင်းဘူဝါဒတွေအသီးသီးရှိကြပြီမဲ့ NATO ဖွဲ့ဝင်အနေနဲ့ဆိုရင် တော့စူပေါင်းအင်အားကိုတုံးကြပါရယ်။ နေတိုးရဲ့ရည်ရွယ်ချက်ကအချင်းချင်းစီးလုံးကြဖို့ပဲဖြစ်ပါတယ်။အခုတော့အမေရိကန်ကတီးတန့်လမ်းကြောင်းကိုရှောင်နေပြီးတော့ဥရောပနိုင်ငံတွေကတဖက်ဖြစ်နေပါတယ်။အရင်တုန်းကတော့အမေရိကန်ကနေတိုးကိုဥဆောင်ခဲ့ပေမဲ့အခုအချိန်တွေကတမျိုးတစ်ပုံပြောင်းသွားပါတယ်။ဆိုတော့ထရမ့်ရဲ့လုပ်ရက်တွေကနေတိုးကိုပြိုကွဲစေတော့မှာလား။ဒီကိစ္စကပြောဖို့အတွက်တော့စောင်းနေပါသေးတယ်။နေတိုးအနေနဲ့အားနည်းသွားပုံရပေမဲ့အမေရိကန်ကအခုအချိန်ထိလုံးလုံးကြီးခွဲထွက်နေတာမျိုးလည်းမဟုတ်ပါဘူး။ တချိန်တည်းမှာပဲထရမ့်ရဲ့လုပ်ရက်တွေကနေတိုးဖွဲ့နဲ့ဆန့်ကျင်နေပါတယ်။အဓိကဥတီချက်ကတော့လက်တလောဖြစ်ပျက်နေတဲ့ရုရှားနဲ့ကိစ္စတွေပဲဖြစ်ပါတယ်။စုပေါင်းကာဝေးရေးဖွဲ့စည်းတစ်ခုဖြစ်တဲ့နေတိုးဖွဲ့အနေနဲ့ရုရှားလိုစစ်ဘက်နိုင်ငံကြီးကိုဖယ်ကျင်ထားတဲ့အချိန်မှာထရမ့်ကတော့သူ့လိုနဲ့ကွဲထွက်နေပါတယ်။ပြီးတော့ထရမ့်တယောက်ထဲတင်မကပါဘူး။ထရမ့်ရဲ့နောက်လိုက်တွေလည်းပါပါသေးတယ်။ဆော်ဒီအာရေဗျမှာရှိတဲ့ပူတင်ရဲ့လူတွေနဲ့ဆွေးနွေးပွဲမဆခင်ရပ်ပိုင်းတို့ဖေဗူအာရီလ14ရက်နေ့မှာ အမေရိကန်ဒုတိယသမ္မတ JD Vance ကမြူးနစ်လုံခြုံရေးညီလာခံကိုတက်ရောက်ခဲ့ပါတယ်။ဒီညီလာခံကကာကွယ်ရေးဆွေးနွေးဖို့အတွက်နေတိုးမဟာမိတ်နိုင်ငံတချို့တက်ရောက်တဲ့ပွဲဖြစ်ပါတယ်။ဒီမှာလည်း Vance တက်ရောက်တဲ့ပဲအားလုံးရဲ့သဘောထားနဲ့ကွဲထွက်နေကြတာဖြစ်ပါတယ်။ပြီးတော့ဥရောပကောင်းဆောင်တွေကိုလွတ်လွတ်လပ်လပ်ပြောခွင့်မရအောင်ဖိနှိပ်တာတွေဆွဆွဲတာမျိုးတွေလုပ်ခဲ့ပါသေးတယ်။သူရဲ့လေတံက Trump နဲ့တပုံတန်နဲ့ဖြစ်ပြီးတော့ဥရောပနိုင်ငံတွေနဲ့လည်းဆန့်ကျင်နေပါဗျ။ ောက်တစ်ချက်ကသူ့ရဲ့မိန်ကုံးတွေဟာတစ်ချိန်က အမေရိကန်ချမှတ်ခဲ့တဲ့ NATO ဥပဒေစည်းမျဉ်းတွေကိုလည်းဖောက်ဖျက်နေခဲ့ပါတယ်။အမေရိကန်ကတစ်ချိန်လုံးကသူ့ပြည်ရင်းနိုင်ငံရေးကိုလည်းအပြင်ယူမလာသလိုမဟာမိတ်တွေရဲ့ပြည်ရင်းနိုင်ငံရေးကိုလည်းမဝေဖန်ဘူးဆိုတဲ့စည်းမျဉ်းမျိုးကျင့်သုံးခဲ့ပူပါတယ်။အခုတော့ Trump လက်ထက်ကျမှ Trump ရောသူ့အောက်ဆွဲတွေရောကအရင်ဘူဟာရစည်းမျဉ်းတွေကိုချိုးဖောက်ချင်တိုင်းချိုးဖောက်ပြီးတော့ပြောချင်တိုင်းပြောနေကြတော့တာပါပဲ။ဒါပေမဲ့ချိုးဖောက်တာကအရေးမကြီးပါဘူး။ အရေးကြီးတာကအမေရိကန်ကိုယ်တိုင်ချမှတ်ထားတဲ့စီးမင်းတွေကိုကိုယ်တိုင်ပြန်ချိုးဖောက်လိုက်တာကနောက်ဆက်တဲ့ကိစ္စတွေအများကြီးလိုက်လာနိုင်လို့ပဲဖြစ်ပါတယ်။အခုလည်းအမေရိကန်ကဥရောပနဲ့သဘောထားကွဲလွဲပြနေပြီးတော့ဥရောပကသူ့အတွက်ဥသားပေးမဟုတ်တော့ဘူးဆိုတာကိုထုတ်ပြနေပါဗျာ။အမေရိကန်ကာဝေးဝင်ကြီးပီထက်ဆက်ကလည်းဖေဖော်ဝါရီလ12ရက်နေ့မှာ အမေရိကန်ကဥရောပလုံခြုံရေးကိုအာရုံစိုက်တော့မှာမဟုတ်ဘူးလို့အမေရိကန်ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြောပြခဲ့ပါဗျာ။ ပထမအချက်အနေနဲ့အပေါ်မှာပြောခဲ့သလိုပဲအမေရိကန်ကဥရောပနိုင်ငံတွေအပေါ်ကိုသဘောတူညီချက်တချို့နဲ့ထိန်းချုပ်ထားတာဖြစ်ပြီးတော့အဓိကအနေနဲ့ဥရောပလုံခြုံရေးအတွက်ဂတိကဝတ်ပြုထားတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။အခုလက်ရှိမှာယူကရိန်းရေးကအရေးကြီးနေပြီးတော့တကယ်လို့သာယူကရိန်းဘက်ကရှုံးနေသွားခဲ့ရင်ရုရှားရဲ့ဥတီချက်ကဥရောပနိုင်ငံတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လေဥရောပနိုင်ငံတွေကအပြင်းထန်ကာဝယ်ချင်နေကြတာဖြစ်ပါတယ်။ အခုအမေရိကန်ကဥရောပလုံခြုံရေးကိုအန်အောင်စိုက်တော့မှာမဟုတ်ဘူးဆိုတဲ့အခြေအကသူကိုယ်တိုင်ပေးထားတဲ့ကတိကိုချိုးဖောက်လိုက်တယ်လို့ပါပဲနောက်တစ်ချက်ကအမေရိကန်ကနေထိုးခွင့်ဝင်နိုင်ငံအနေနဲ့ဥရောပကိုကာကွယ်ပေးရမယ့်အစားလက်ဆောင်တယ်လို့လုံလာပါတယ်နေထိုးခွင့်မှာကလည်းအမေရိကန်ကအင်အားကြီးဆုံးဆိုတော့အမေရိကန်မရှိတော့တာကနေထိုးအတွက်အားတစ်ခုရုပ်ရော်စေပါတယ်ပြီးတော့နေတိုးဖွဲ့ဝင်နိုင်ငံ32နိုင်ငံရဲ့အင်အားကိုပြတဲ့နေရာမှာအမေရိကန်လက်လက်နေတဲ့အတွက်ထင်သလောက်ခရီးမပေါက်တော့ပါဘူး။ ရုရှားရဲ့အကြောက်တရားတွေကိုလည်းအရင်လောက်ထိန်းထားနိုင်တော့မှမဟုတ်တော့စိတ်ပူပြာရှိပါတယ်။ဆိုတော့ထရမ့်တကယ်လိုချင်နေတဲ့အခြေအနေကဘာလဲ။နေတိုးအပေါ်မှာကောဘလို့တိတိကျကျတက်ရောက်လာမှာလဲ။ဒါတွေကတော့လာမဲ့လရရဲ့လရမှာထရမ့်ရဲ့မူဝါဒတွေကိုကြည့်ပြီးတော့ထပ်မံဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။ထရမ့်ရဲ့မူဝါဒတွေဆိုတာကဥပမာအခွန်စည်းချက်တာနဲ့တခြားနိုင်ငံသားကြီးရောင်မူဝါဒတွေပဲဖြစ်ပါတယ်။အခွန်စည်းချက်တဲ့ကိစ္စဆိုရင်လေဖေဖော်ဝါရီလ3ရက်နေ့တုန်းက Trump က EU ပေါ်မှာလည်းအခွန်စည်းကြပ်မှုတက်ရောက်နိုင်တယ်လို့ရိပ်မွှတ်ပြောကြားခဲ့ပါတယ်။လောလောဆယ်မှာတော့ကနေဒါအပေါ်ကိုအခွန်25ရာခိုင်နှုန်းစည်းကြပ်နေပြီးတော့တခြားဥရောပနိုင်ငံတွေပေါ်မှာလည်းလှုပ်လာနိုင်တယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ပြီးတော့ Trump ကဥရောပနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့ဒီလိုပြောခဲ့ပါသေးတယ်။သူတို့ကငါတို့ကားတွေလေယာထွက်ကုန်နေကြတော့မယူခြင်းဘူး။ငါတို့စီကဘာမှသိမ့်မယူခြင်းကြဘူး။ငါတို့ကြတော့အကုန်ယူနေရတယ်။ကားတွေဆိုရင်လည်းတန်းနဲ့ချီပြီးတော့တွင်းတယ်။ အစားအသောက်နဲ့လေယာထွက်ကုန်တွေဆိုရင်လည်းတွင်းတာပဲဆိုပြီးတော့ဖလော်ရီဒါမှာရှိတဲ့သတင်းတောက်တွေကိုပြောခဲ့ပါတယ် BBC ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခွန်စည်းကြပ်ဖို့ရှိလားလို့မေးတော့ Trump ကအချိန်အတိကျတော့မသိပေးပေမဲ့တိတ်မကြခင်ဖြစ်လာတော့မှာပါလို့ပြန်ဖြေခဲ့ပါတယ်ကနေဒါကိုအခွန်25ရာခိုင်နှုန်းစီးကျက်လိုက်တဲ့ကိစ္စကလည်းဥရောပအတွက်သတင်းဆိုးဖြစ်လာနိုင်ပါတယ်။သူပြောသလိုပဲ EU ပေါ်မှာလည်းအခွန်စီးကျက်လာနိုင်တယ်။ ထရမ့်ရဲ့သဘောထားတွေကြောင့်ဥရောပကနေအမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်15ရာခိုင်နှုန်းနဲ့18ရာခိုင်နှုန်းလောက်ကျဆင်းသွားနိုင်ပြီးတော့ဥရောပရဲ့စီးပွားရေးကလည်း3.4ရာခိုင်နှုန်းလောက်နည်းသွားနိုင်ပါတယ်။ဒါကဥရောပနဲ့မကပါဘူး။အမေရိကန်လည်းအတူတူပါပဲ။အမေရိကန်စီးပွားရေး3.1ခွန်ရာခိုင်နှုန်းလောက်ကျုံသွားနိုင်ပြီးတော့ဥရောပဘက်ကပြန်ပြီးတော့ခွန်စည်းချက်တာမျိုးတွေကိုလည်းခံရနိုင်ကြရှိပါတယ်။ဆိုတော့ဒီကိစ္စကနှစ်ဖက်စလုံးအထိနာမဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့လည်းထရမ့်ကအခွန်စည်းကြတာတွေအပါအဝင်တခြားကိစ္စတော်တော်များများမှာလည်းချိန်ချောက်နေပါတယ်။နောက်ပြီးတော့ပြောခဲ့သလိုပဲရုရှားအစည်းအဝေးကိစ္စဆိုရင်လည်း NATO ဒါမှမဟုတ်ယူကရိန်းကိုယ်စားလှယ်တွေမပါဘဲနဲ့ရုရှားနဲ့တီးတန့်တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်။ပြောရရင်အမေရိကန်က NATO အဖွဲ့ဝင်အနေနဲ့ရှိနေသေးပေမဲ့အတွင်းကတက်နေတဲ့ရန်သူလိုပါပဲ။မိကုန်းကိုပြန်ကောက်ရရင်ထရန့်ကဘာလို့နေတိုးကိုဖြိုခွဲကျင်နေရတာလဲ။ တနည်းအားဖြင့်မျက်မုံးကျိုးနေရတယ်လဲဆိုတာပါပဲ။ Trump က NATO ဖွဲ့စည်းနဲ့ပတ်သက်လာရင်တန်တဲ့ဝင်စရာကောင်းနေကြတာကြာပြီဖြစ်ပါတယ်။ဥပမာ2018ခုနှစ်တုန်းကဆိုရင် Trump က NATO ဖွဲ့ဝင်နိုင်ငံတွေကို GDP ကာကွယ်ရေးအသုံးစရိတ်200ခိုင်နှုန်းလောက်တော့ပြည့်မီတင်တယ်လို့ဝေဖန်ခဲ့မှုပါတယ်။ကာကွယ်ရေးအသုံးစရိတ်ကမဖြစ်မနေပေးရတာမျိုးမဟုတ်သလိုစီးကံတတ်မှတ်ထားတာမျိုးလည်းမဟုတ်ပေမဲ့ဒီငွေကြေးစည်းစိမ်မှုက Trump အတွက်တော့အမြဲကောင်းတဲ့ရောက်နေတဲ့ပုံပါပဲ။ နေတိုးခွဲကြီးမှာအမေရိကန်ကသာလျှင်ဥဆောင်နေရတယ်။အမေရိကန်ကပဲအမြင့်ဆုံးငွေကြေးကိုထည့်ထားရတယ်ဆိုပြီးတော့တွေးနေတဲ့ပုံပါပဲ။တစ်ဆက်တည်းမှာပဲတခြားနေတိုးဖွဲ့ဝင်နိုင်ငံတွေကအမေရိကန်ကိုပဲငွေသုံးဖို့တွန်းအားပေးနေတယ်လို့ယုံကြည်ပြီးတော့မချိန်မနှက်ဖြစ်နေပုံလည်းရပါတယ်။ဒါကထရန့်ဘက်ကကြည့်ရင်လည်းမှန်တယ်လို့ရှိနိုင်ပါတယ်။အဲ့ဒီတုန်းကအမေရိကန်ကနေတိုးရဲ့စုစုပေါင်းအသုံးသရိတ်81 81.8ရာခိုင်နှုန်းကိုထည့်ဝင်ထားပြီးတော့ လက်တဆုပ်သာလောက်ရှိတဲ့အဖွဲ့ဝင်နိုင်ငံတွေလောက်ပဲနှစ်ရာခိုင်နှုန်းပြည့်မိခဲ့တာဖြစ်ပါတယ်။အဲဒီနောက်တော့အခြေအနေတွေကတမျိုးပြောင်းသွားပါတယ်။၂024ခုနှစ်မှာလီတိုအဖွဲ့ဝင်နိုင်ငံ32နိုင်ငံရှိတဲ့အထက်မှာ23နိုင်ငံလောက်ကနှစ်ရာခိုင်နှုန်းတာဂတ်ပြည့်လာပြီးတော့သူတို့အနေနဲ့နေတိုးရဲ့ကာကွယ်ရေးအသုံးချိတ်ကိုအလေးထားပါတယ်ဆိုပြီးတော့ပြသခဲ့ပါတယ်။ဆိုတော့ Trump အနေနဲ့ပြောင်းလဲလာတဲ့ဒီကိစ္စပေါ်မှာအတော်အသင့်စိတ်ကျေနပ်လာတင်ပါတယ်။အထူးသဖြင့်သူ့ရဲ့ဒုတိယကြိမ်သမ္မတရာထူးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းဖြစ်မလာခဲ့ပါဘူး။ယူကရိန်းကိစ္စနဲ့အခြေအနေကတမျိုးတပုံပြောင်းသွားပြန်ပါတယ်။တကယ်လို့ယူကရိန်းကိစ္စကြောင့်မဟုတ်ရင်တော့မှအမေရိကန်အသုံးစရိတ်များနေတာနဲ့အမျှဒီကိစ္စအပေါ်မှာအမြင်ကြီးကြဲမှကြီးအောင်မှာပါ။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကလည်း2024ခုနှစ်မှာထရမ့်ကိုနေတိုးစန့်ကျင်ရေးလုပ်နေတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဂျိုးဘိုင်ဒန်ကအမေရိကန်ကစကားတခွန်းပြောလိုက်ရင်ဒါကအရေးကြီးတယ်။ဂတိကဝတ်လည်းဖြစ်တယ်။စောင့်ထွင်းရမယ့်တာဝန်လည်းရှိတယ်။ ဒါပေမဲ့ Trump ကဒါကိုဝင်တော့ဝင်ဖို့တခုလို့မြင်တယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။နောက်ပြီးတော့ Trump ရဲ့မဟာမိတ်ဖြစ်တဲ့ Elon Musk ကလည်း American ကို NATO အဖွဲ့အစည်းကနေထွက်ဖို့အတွက်တိုက်တွန်းနေပါတယ်။သူတင်မကပါဘူး။အထက်လွတ်တော်အမတ် Mike Lee အပါဝင် Republican နိုင်ငံရေးသမားတချို့ကလည်း NATO အဖွဲ့ကနေထွက်ဖို့အတွက်တောင်းဆိုထားကြပါတယ်။နောက်တစ်ချက်အနေနဲ့ Trump ကသူသမ္မတရာထူးကိုမထမ်းဆောင်ခင်ရတ္တပတ်အနေငယ်လောက်အလိုမှာ NATO ကဝေးအုံကြိတ်ကိုထတ်တိုးလိုက်ပါတယ်။ ဇန်နဝါရီလ10ရက်နေ့မှာ NATO ရဲ့ GDP ကြီးမန်းချက်က900ဂိုင်းလုံးအထိရှိတင်တယ်လို့ဆိုခဲ့ပါတယ်။ Trump ရဲ့လက်ထောက်ဟောင်း John Bolton ကတော့ဒီထုတ်ပြန်ချက်က NATO ဖွဲ့တွေကနေထွက်ဖို့အတွက်ညံစင်နေတာဖြစ်နိုင်တယ်လို့ယုံကြည်နေခဲ့ပါတယ်။ဥရောပမှာဒီလောက်အထိပေးနိုင်တဲ့နိုင်ငံရဲ့လို့ရှိမှာမဟုတ်ပါဘူး။ရှိခဲ့ရင်လည်း Baltic, Poland နဲ့တခြားနိုင်ငံနည်းနည်းလောက်ကပဲပေးနိုင်မှာသေးကြပါတယ်။သူတို့ကလည်းတစ်နှစ်လောက်နေလို့မပေးနိုင်တော့ရင် Trump ရဲ့ခွင့်ထဲကိုဝင်လာတော့မှာပဲဖြစ်ပါတယ်။ သူ့အကြောင်းပြချက်ကတော့တွေ့လာနေတိုးကငါအမြဲပြောခဲ့သလိုပဲတန်ဖိုးမရှိဘူးငါတော့ထွက်ပြီဆိုတဲ့စကားမျိုးနဲ့အပါလေးထွက်သွားနိုင်တယ်ဆိုပြီးတော့ဂျွန်ဘောတန်ကဒီတိန်ထုတ် LBC ကိုလှမ်းပြောခဲ့ပူပါတယ်ဒါကနေတိုးအတွက်တော့တည်တည်နိုင်တော့တဲ့ထုံးတဲ့ချက်တစ်ခုပဲဖြစ်ပါတယ်နေတိုးဖွဲ့စည်းမှာအမေရိကန်သားမပါတော့ရင်နျူကလ িয়ার အဟန့်အတာအများစုနဲ့အတူကမ္ဘာအင်အားကြီးစစ်တပ်ရဲ့ပံ့ပိုးမှုကိုလည်းဆုံးရှုံးရတော့မှာဖြစ်ပါတယ်ထရမ့်ရဲ့လက်တလောလှုပ်ဆောင်ချက်တွေအကုန်လုံးကလည်း နေတိုးကလည်းအမေရိကန်ထွက်ရေးကိုပဲကြိုးပမ်းတယ်လို့ဖြစ်နေပါဗျ။တနည်းမဟုတ်တနည်းနဲ့ကြံနေတဲ့ပုံပါပဲ။တေချာတော့မပြောနိုင်သေးပေမဲ့လက်တလောအချိန်နဲ့အရာတော်တော်လေးခွာပြဲနေတယ်လို့ဆိုရမှာပါ။ဖေဖော်ဝါရီလ26ရက်နေ့မှာ BBC ထောက်ပြခဲ့တဲ့အတိုင်းပဲဥရောပနေတိုးအဖွဲ့ဝင်တွေဟာနောက်ဆိုရင်အမေရိကန်ကိုအားကိုးနိုင်ကြတော့မှာမဟုတ်ပါဘူး။ဆိုတော့ Trump အနေနဲ့အမေရိကန်ကိုနေတိုးအဖွဲ့စီကနေတကယ်ပဲဖယ်ထုတ်ဖို့ကြိုးစားနေတာဆိုရင်ဥရောပအနေနဲ့ကဘာတွေဖြစ်လာမှာလဲ။ ်အမေရိကန်ထွက်သွားရုံနဲ့တော့နေတိုးဖွဲ့ကြီးပျက်စီးမသွားမှသိကြပါရယ်။ဒါပေမဲ့ဥရောပအဖွဲ့ဝင်တွေအနေနဲ့အတော်လေးအားနည်းသွားမှဖြစ်ပြီးတော့ပူကျိုးစားဖို့လိုလာပါရယ်။မက်ရှလာနေရနေမှာတော့ EU ဥက္ကဋ္ဌကဥရောပကာကွယ်ရေးအစီအစဉ်တက်ကိုကြေညာခဲ့ပါရယ်။ဒီအစီအစဉ်ကနေလာမယ့်၄နှစ်အတွင်းကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ841ဘီလီယံလောက်ရမယ်လို့ခန့်မှန်းထားကြပါရယ်။တိုက်ဆိုင်တယ်လို့ပဲဆိုရမလား။ဒီပမာဏကအမေရိကန်စစ်တပ်အတွက်နှစ်စဉ်သုံးဆွဲတဲ့ပမာဏနဲ့ကိုက်ညီနေတာကြောင့် EU ဟာ NATO မှာ American လက်လက်သွားခဲ့ရင်ပြန်ဖြည့်ဖို့အတွက်ကြိုးစားနေတယ်လို့ပါပဲပြောရရင်တစ်ဖက်ကလည်းဥရောပအဖွဲ့ဝင်တွေအနေနဲ့ Trump ရဲ့မူဝါဒကိုယဉ်ဆိုင်ပြီးတော့အချင်းချင်းစည်းလုံးဖို့လုပ်နေကြပါတယ်လက်ရှိအခြေအနေကတော့ Trump အနေနဲ့လည်းအခြေအနေတွေအားလုံးကို သုံးသပ်နေပုံရပါတယ်ပြောလို့တော့လည်းမရပါဘူးအဘေပြပြ NATO အဖွဲ့အစည်းကနေ American ထွက်သွားခဲ့ရင်လဲခံနိုင်ရည်ရှိဖို့အတွက်ဥရောပနိုင်ငံတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်ပါတယ်။ဒီလိုပြင်ဆင်မထားနိုင်ရင်လဲ NATO အဖွဲ့ကြီးရိမ့်နိုင်သွားနိုင်ပါတယ်။ ရိသတ်တို့ရောဘယ်လိုမြင်လဲခင်ဗျာထရမ့်တယောက်နေတိုးအဖွဲ့စည်းကနေအမေရိကန်ကိုဆွဲထုတ်သွားမလားဒါမှမဟုတ်ငကိုတိုင်းရှိနေပြီမဲ့ဥရောပအရေးမှာတော့အမေရိကန်ပါဝင်မှုနေသွားမလားဆိုတာထင်မြင်ချက်လေးတွေရေးပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်